ကရင်ပြည်နယ်လိုင်းဘွဲ့မြို့နယ်ပိုင်ကြုံမြို့ကထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့မော်ဖိုးကေစခန်းမနေ့ကမေလ16ရက်မှာနေ့တစ်ပိုင်းလောက်တိုက်ခိုက်ပြီး KNU ကသိမ်းယူလိုက်တယ်လို့ကရင်စစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။လိုင်းဘွဲ့မြို့နယ်ကြော်ကေထရွာနယ်မော်ဖိုးကေရွာကြားမှာရှိတဲ့အဲ့ဒီစခန်းကိုမနေ့ကနေ့ကင်ပိုင်းတနင်္လာလောက်မှာ KNU တပ်မဟာခုံက drone တွေနဲ့စတိုက်ပြီးညပိုင်းမှာပဲသိမ်းယူလိုက်တာပါ။အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူး။လိုင်းဘွဲ့မြို့နယ်ပိုင်ကြုံမြို့ဒေါနာတောင်တဲ့အရှိချမ်း ထိုင်းနယ်စပ်တလျှောက်တပ်ဆွဲထားတဲ့စစ်ကောင်စီစခန်းတွေထဲအခုဆိုရင်တော့တရားစခန်းတစ်ခုပဲတင်ဖို့ကြံပါတော့တယ်။မနေ့ကဖြစ်ပွားတဲ့တိုက်ပွဲကြောင့်ဆစ်ဆောင်ဦးရဲ့တရားကြော်ကထိုင်းနိုင်ငံတပ်ခရိုင်ထောက်ဆောင်ရမ်းမြို့နယ်မဲတက်ရွာစီလာရောက်ခိုးလုံနေကြတယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်မှာနေရာယူတပ်ဆွဲထားတဲ့မဆုတ်တမ်းခန်းစစ်စခန်းတွေခြေကုပ်စခန်းတွေဇက်တိုက်ဆုံးရှုံးနေတာနဲ့ပတ်သက်ပြီးစစ်ကောင်စီကတော့သတင်းအမှောင်ချထားပါတယ်။နေဆက်နီးဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့်ထိုင်းစစ်တပ်ကလည်းနေဆက်မြင်းတလျှောက်တပ်ဖြန့်ပြီး မြန်မာဘက်ချမ်းကအခြေအနေတွေကိုအနိကပ်စောင့်ကြည့်နေတယ်လို့ထိုင်းမီဒီယာတွေကဖော်ပြကြပါတယ်ရှင်